တော့လေငလင်တန်တိမိဘပြည်သူတွေကိုစာနာထုတ်ထားတဲ့အနေနဲ့မိမိတို့ညီနောင်မဟာမိတ်တုံးဖက်ကတပတ်တအပြည့်ရက်တက်တန်းထပ်ပြီးတလားဒိုးလိုက်ပါတယ်နိုင်ငံတော်ဝန်ငလင်တန်တင့်ပြီးနောက်မိမိတို့ညီနောင်မဟာမိတ်တုံးဖက်ဟာတပတ်တအပြည့်ရက်ပြီးမနစ်ဂျွန်လ၂ရက်နေ့ထုတ်ပြန်တဲ့အပြည့်ရက်ထုတ်ပြန်ချက်က၃ချိန်မြောက်တပတ်ရက်ကြောင်းကြေညာတာဖြစ်ပါတယ်နိုင်ငံတော်ဝန်လုံးငလင်တန်တင့်ခဲ့ကြရတဲ့မိဘပြည်သူတွေဟာလက်ရှိအချိန်ထိ ပြည်내ထူထောင်ရေးအတွက်နောက်ဆက်တွဲကူညီကယ်ဆယ်ရေးလုပ်ငန်းနဲ့ကြိုကျပျက်စီးနေတဲ့တိုက်တာအဆောက်အုံတွေကိုကောင်းကောင်းမွန်မွန်ရှင်းလင်းဖယ်ရှားနိုင်ခြင်းမရှိသေးသလိုလက်ရှိမှာအဆက်မပြတ်ရွာသွန်းနေတဲ့မိုးတံနဲ့လေတံတွေကြောင့်အဆောက်အုံတို့ကြိုကျပျက်စီးတာတွေရှိခဲ့ပါတယ်။ဒါကြောင့်မိမိတို့ညီနောင်မဟာမိတ်တွန်းဖက်ကမိဘပြည်သူတွေရဲ့နောက်ဆက်တွဲကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်ပြီးလှုပ်ဆောင်နိုင်ဖို့အတွက်တစ်ဖက်တည်းအပြည့်ရကာလကိုဂျွန်လ၂ရက်နေ့နဲ့30ရက်နေ့အထိ တတ်မှတ်ထားပြီးစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမအပထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်သွားမှာမဟုတ်ပါဘူးရှင်ကျမလေးပေါ်စမိတ်ပါ